ဘာလုံးဝမင်္ဂလာပါခင်ဗျာအခုကျွန်တော်မန္တလေးကနေရန်ကုန်မှာဖိုင်ဝဲလာခွင့်ထားတဲ့ရီတောင်းဒက်စလက်ဆိုင်လေးကိုရောက်နေတာပါဒီဆိုင်မှာလက်ဖက်နဲ့ပတ်သက်တဲ့အတုတ်တွေအကြော်တွေပြင်ထမင်းတုံးနဲ့ရာသီပေါ်ရွက်တုပ်လေးတွေစုံလျောင်းရပါတယ်ကျွန်တော်တို့မှာထားလေးလာချပေးပါပြီကိုဆိုရင်တော့မှာထားလေးတွေအကုန်စုံမှာပါပြီ ါးလေးကတော့ငဖဲကျော်နဲ့ဈေးချိုတမီတုံးလေးပါ။တပွဲကို6000ကျပါတယ်။ဒါလေးကတော့ပုံစံကြောက်တွေအများကြီးနဲ့ special နဲ့ဖတ်တော့ပါ။တပွဲကို9000ကျပါတယ်။ဒါလေးကတော့ပြောင်းမှုနဲ့ဖတ်တော့ပါ။တပွဲ9000ကျပါတယ်။ဒါကတော့ကြောင်ချောက်ပွင့်တော့ပါ။တပွဲကို4000ကျပါတယ်။ဒါကတော့ကျွန်တော်တငငင်းမာထားတဲ့အာလူတမီတုံးဆက်လေးပါ။တစ်ဆက်ကို9000ကျပါတယ်။ဒါကတော့ခေါ်ပြီးရင်းချိုလေးပါ။ကျွန်တော်ရိုင်းစားခြင်းနေတဲ့ဈေးချိုတမီတုံးလေးပါ။ ။ဓမေတုတ်တွေမှာဆိုရင်ကျက်တုံပြူ၊မြေပဲကျော်၊ရုပ်သီးကျော်၊ပူစီနံလေးတွေပါပါတယ်။ငဖဲကျော်ဆိုရင်လည်းအကြီးပါပဲ။ဓမေတုတ်ရတာလေးရလေးပဲမုတ်စီစီပန်ပန်လေးနဲ့စားလို့ရန်ကောင်းပါတယ်။အရသာလေးကစိတ်ပြပဲ။ငဖဲကျော်လေးနဲ့ဆိုရန်လိုက်ပါတယ်။တကယ်လို့ငဖဲကျော်မစားချင်ဘူးဆိုရင်လည်းစိတ်တမ်းမွှားကြော်လေးနဲ့ပြင်ခိုင်းလို့ရပါသေးတယ်။ဘယ်ဆုံးရောက်နေခြင်းနဲ့ special လက်ဖက်ထုပ်လေးစားပါအောင်မယ်။ ဥရတာလေးရလေအချိုနည်းနည်းကဲပြီးတော့ချိုချင်ရတာလေးပါဘုဆုံကြောက်ကအကောင်လိုက်တည်ပြီးလက်ဖက်သားတွေမှာလည်းအမှုန်လေးတွေပါပါတယ် special ဆိုတဲ့အတိုင်းတကယ်ကို share ပါပဲကြောင်ချောက်ဝင်းတုတ်လေးစားပါအောင်ပဲကြောင်ချောက်ဝင်းတုတ်လေးရတော့လေဖိမ့်ဖိမ့်လေးနဲ့စားလို့ကောင်းပါတယ်ကြောင်မူလက်ဖက်တုတ်လေးစားပါအောင်ပဲ စားဘူးနေချာပြောင်းမှုတစ်ပတ်တုပ်တွေလိုမျိုးအချိုကဲမနေပါဘူး။ရှင်ဆက်ရတာလေးကိုရှမ်းပြောင်းမှုရဲ့အစိမ့်ရတာလေးနဲ့ပေါင်းဆက်ထားတာမျိုးပါ။ထိမိပြီးရဲစားလို့ကောင်းပါတယ်။မှားထားတဲ့တုပ်တွေထဲမှာတော့ပြောင်းမှုတစ်ပတ်တုပ်ကိုအကြိုက်ဆုံးလို့ပြောဟောပါမယ်။လက်ဖက်တုပ်နှမျိုးကိုဈေးကျုံထမင်းတုပ်လေးနဲ့တွဲစားပါမယ်။ တငယ်ချင်းစီကအာလူသမင်းတုပ်လေးမြည်ပါအောင်ပဲဒါလီရတော့ခေါ်ပြီးဟင်းညိုလေးပါသားတောက်လို့ပြီးပါပြီဆိုတော့ဒီဘက်မှာအိမ်ပြန်လက်ဆောင်လက်ဖက်နဲ့အကြော်စုံလေးတွေဝယ်ရင်းနဲ့အခုလိုအမီးလေးတွေမြည်လို့ရပါသေးတယ် ျွန်တော်လိုပဲမန္တလေးလိုအပ်ပြီးလက်ဖက်နဲ့တခြားသုံးလေးကိုမီးဆဲကျင်နေဆိုရင်တော့ကန်လန်းအကူဆိုင်လေးမှာသွားစားကြည့်ဖို့ recommend ပေးလိုက်ပါတယ်အဆုံးထိကြည့်ရှုပေးကြလို့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ